ကတ်ဒေတာရှိနေမြေ86ရခိုင်နှုန်းခပြန်လည်သိမ်းယူနိုင်ပြီဟုရုရှားထုတ်ပြန်သိမ်းယူထားတဲ့ကတ်ဒေတာရှိနေမြေ86ရခိုင်နှုန်းကျော်ကိုရုရှားဘက်ကပြန်လည်သိမ်းယူနိုင်ပြီဖြစ်ကြောင်းရုရှားအစိုးရပိုင်းမီဒီယာတွေကသတင်းထုတ်ပြန်ထားတာကိုရိုက်တာသတင်းမှဖော်ပြထားပါတယ်ယူကရိန်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဩဂုတ်လကတည်းကကတ်ဒေတာနောက်ပဲချင်းကို နေဆက်ဖြတ်ကျော်ကျူးကျော်ဝင်ရောက်လာခဲ့တဲ့အတွက်ရုရှားစစ်တပ်ကအရှိန်မြင့်ထိုးစစ်ဆင်လျက်ရှိနေပါတယ်။ Area စုရန်ကီလိုမီတာ1100ကျော်ရှိကက်ဒေတာက နေမြင့်86ရခိုင်နှုန်းကိုရုရှားတပ်ဖွဲ့တွေက ပြန်လည်သိမ်းယူခဲ့ကြောင်းတမ်ရော့ဗလာဒီမာပူတင်ကမလတ်ဆန်းနေနေကကက်ဒေတာကိုတွားရောက်ပြီးရုရှားစစ်တပ်ရင်စစ်ဦးစီးချုပ်နဲ့တွေ့ဆုံစဉ်အတွင်မှာပြောကြားခဲ့တာဖြစ်ပါတယ်။ ဝေးတော့တဲ့အနာကမှာရန်သူကိုအမြင်ဆုံးပြည့်ပြတ်တတ်တာအနိုင်ယူပြီးအရှိန်မြေထိုးဆစ်ဆင်သွားမှလည်းဖြစ်ကြောင်းရုရှားတာမရကထပ်လောင်းပြောကြားထားပါတယ်။တစ်ဖက်မှာလည်းကတ်ဒေတာမှရှိတဲ့ယူကရိန်းတပ်တွေကိုအမြင်ဆုံးရှင်းလင်းတိုက်ထုတ်ဖို့ရုရှားတာမရကညွှန်ကြားထားတယ်လို့သိရပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။